အားသောဝါလာရှင်ညီကောင်မလို့များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဒီဇင်ဘာလ2ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ပထမနေ့ဘုတ်တော့ဝမ်ဒါစာသတင်းနဲ့ပဲကျွန်တော်စလိုက်အောင်ခရစ်ဝစ်ကလေးဘက်ကနေရရှိတဲ့ဒဏ်ရာသတင်းတွေပေါ့လေသူကတော့ဒဏ်ရာသတင်းနဲ့ပတ်သက်ပြီးစူးစီးပြီးဖော်ပြထားတာဒါပေမဲ့ယာနုပြည့်မှန်မှန်မှန်တော့ပြောလို့မရသေးဆိုမဲ့တချို့သတင်းတွေအရဆိုရင်တော့နည်းနည်းလေးအတက်ဖွယ်ရပဲအခုလိုမျိုးအာဆင်နယ်တင်းရလက်မကောင်းတဲ့အချိန်တရေကြာသွားတဲ့အချိန်မျိုးတွေမှာဆိုတော့ဒီသတင်းကကျွန်တော်ညီကိုတို့အတွက်ဆိုရင်အဓိကကစားသမားတချို့ပြန်လာနိုင်မယ့်အနေထားပေါ့လေခရစ်ဝစ်ကလေးရဲ့ဖော်ပြသွားရရဆိုရင်အာဆင်နယ်တင်းရဲ့နောက်ဆုံးရဒဏ်ရာအချိန်တွေကစားသမားတွေမှာဆိုရင်တော့ထရော့ဆက် ထရော့ဆက်ကဘရန်ဖို့နဲ့ဒီလေးရက်နေ့မှာကံမဲ့အင်ကွင်းအမရိတ်ပွဲစဉ်ပြီးပါဝင်ကစားပေးနိုင်ဖို့အတွက်ကြံ့ခိုင်မှုပြေးဝနေပြီဆိုပြီးသူကရေးသားထားတယ်။ဒါထရော့ဆက်အဲ့တော့အဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးထရော့ဆက်ပြန်ပါနိုင်မယ်ဒါသူ့ရဲ့အရေးသားရ။ဂါဘရီယယ်ဂျေဆုကတော့ပွဲကစားဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပြီးကြံခဲ့တဲ့ချက်စီအသင်းရဲ့ပွဲစဉ်မှာလည်းအရန်ခုန်နှမ်းမှရှိနေခဲ့တယ်။ဝင်ရောက်ကစားခဲ့ခြင်းတော့မရှိဘူး။ဒါပေမဲ့အစင်သစ်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးတော့ပြသခဲ့တယ်ပေါ့လေ။နောက်တစ်ယောက်ကတော့ ကေဗီယမကာဟီကိုတော့ဒီဇင်ဘာလကုန်လောက်ကျမှပဲစတင်ကစားနိုင်မှုအတွက်အသင်းကပြစ်မှတ်ထားတယ်။လောလောဆယ်ထိတော့ဆေးကုပြန်လည်ထူထောင်ရေးကိစ္စတွေကိုစတင်လုံဆောင်နေပြီဆိုသူကပြောသွားတယ်။ကြာမှာပဲတလတလဆွဆွကတော့ကျွန်တော်တို့ကေဗီယမကာဟီကိုဆုံရှုံထားရမှာပဲ။နောက်ထပ်တစ်ယောက်ကတော့အားလုံးမျောလင့်နေခဲ့တဲ့ဝီလျံဆာလီဘာ။ဆာလီဘာရဲ့ဒဏ်ရာအခြေအနေကိုတော့ဒီကနေ့မှစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီးတော့အသေးစိတ်အချက်လက်တွေရလို့ရှိရင်ဆေးအဖွဲ့ကထုတ်ပြန်ပါလိမ့်မယ်ဆိုပြီးသူကရည်တာထားတယ်။အဲ့တော့လက်ရှိချိန်မှာ ဝီလျံဆာလီဘာနဲ့ပတ်သက်ပြီးတော့အသေးစားထိုင်ရာသွားလားကြက်ခိုင်မှုမပြေဝလာလားဆိုတာကိုတော့ စေးဖွဲ့ကစစ်ဆေးကြည့်အောင်မယ်စကံဖတ်မှုတွေလုပ်ပြီးသွားရင်ရှေ့ပွဲစဉ်ဆော့နိုင်မဆော့နိုင်ကိုထုတ်ပြန်သွားမယ်လောဆယ်ကျွန်တော်သိရတဲ့လောက်ကတော့လေချက်စီအသင်းနဲ့ပွဲစဉ်ကိုလည်းလိုက်ပါလာနိုင်တယ်အဲ့ဒီမတိုင်ခင် trainee မှာလည်းနည်းနည်းလေးနာကျင်ခဲ့တာရှိတာဖြစ်တဲ့အတွက်ဒီကစားမှဝင်ပြီးဆော့ခွင့်မရခဲ့ဘူးဆိုရင်တော့မှတော်တော်လေးကောင်းတဲ့အခြေအနေမျိုးကိုလိုက်လာတာအဲ့တော့ကျွန်တော်ကတော့အသေးစားတန်ရာဆိုတာထက်ချက်ခိုင်မှုမပြေဝလို့ထည့်ပြီးမသုံးခဲ့ဘူးလို့ထင်တယ်လာမယ့် Brandford အသင်းနဲ့ပွဲစဉ်မှာတော့ William Saliba ကိုကျွန်တော်မြင်တွေ့ရဖို့ကတော့80ရာခိုင်နှုန်းလောက်ရှိမယ်လို့ကျွန်တော်တအူးတဲ့အမြင်ကထင်တယ် နောက်ထပ်တစ်ယောက်ကတော့ခိုင်ရဘက်ခိုင်ရဘက်အစောဆုံးပြန်လာနိုင်မဲ့ပွဲတော့ Brandford ဒါမှမဟုတ် Aston Villa အသင်းနဲ့ပွဲစဉ်မှာခိုင်ရဘက်ကိုအာဆင်နယ်အသင်းရဲ့လူစင်းမှာပြင်ပြီးမြင်တွေ့လာနိုင်ချေရှိဆိုပြီးသူကရည်သက်ထားတယ်ပွဲထွက်စင်းတော့မဟုတ်နိုင်သေးဘူးဒါပေမဲ့ Brandford နဲ့ပွဲမှာဖြစ်ဖြစ် Aston Villa အသင်းနဲ့ပွဲစဉ်မှာဖြစ်ဖြစ်ကာလာရှိကျွန်တော်တို့ဆုံးရှုံးထားတဲ့တိုက်စစ်ကမှခိုင်ရဘက်ကို အသင်းရဲ့လူစင်းမှာပြင်ပြီးမြင်တွေ့ရမယ်လို့ပြောပါတယ်အဲ့ကြလို့ရှိရင်တော့ကျွန်တော်တို့အခုပြန်ကစားနိုင်ဖြစ်တဲ့ယောဂရက်ရန်ကုန်မှာရှိတဲ့ဂျေဆူနောက်ထပ်ပြန်လာမယ့်ခိုင်ဘက်တဲ့ဆိုကျွန်တော်တို့ရဲ့အထောင်တိုက်စစ်ကစားမ၃စလုံးပြန်ပြီးလူဆုံမဲ့နေတာတယောက်အစင်မပြင်းတယောက်ထိတ်ပြီးတောက်လျှောက်သုံးသွားလို့ရတယ်အဲ့တော့လက်ရှိဒီသတင်းတွေအရဆိုလို့ရှိရင်တော့တလက်လောက်နီးပါးကြာမှပြန်လာနိုင်မယ့်ကစားမဂေဘီယမကာကြီးတူရဲရှိပြီးတော့လာမယ့် Brentford အသင်းနဲ့ပွဲစဉ်လာမယ့် Aston Villa အသင်းနဲ့ပွဲစဉ်မှာအသင်းရဲ့ဒဏ်ရကစားမတော်တော်များပြန်ပြီးစုံလာမယ့်နေတာအခုအားလုံးပြကျွန်တော်တို့ဒီ ဒန်ရကသမ9ရှက်ဆိုရင်အရန်ကမှရှိနေခဲ့တဲ့ဂျေဆုရဲ့နောက်ပြီးတော့ရှေ့တပွင့်တပွင့်ကပြန်လာတော့မယ်ဆာလီဘာနဲ့ထရော့ဆက်ကဘဲချင်းမဆိုပြန်ပြီးအသင်းအတွက်ပါဝင်လာနိုင်တဲ့ခိုင်ရန်ဘက်ကတလောက်လောက်နိုင်ရမယ်ဂီဘီယမခိုင်ရဲ့ဆိုတဲ့အတွက်ဒီဇင်ဘာလအတွင်းမှာတင်အာဆီနယ်ကစားသမားဒန်ရဆင်းနေရနေ၄ဦးလောက်ထိအသင်းနဲ့ပြန်ပြီးပူးပေါင်းမယ့်အနေအထားရှိနေပါတယ်အာဆီနယ်ကအဲ့ဒီဇင်ဘာလအတွင်းပွဲစဉ်တွေမှာဆိုရင်ဒါဖရန့်ဖို့အက်စတိုမီလာနဲ့နှစ်ချင်းဝူဘာဟမ်တန်အေဗာတန်ဘရိုက်တန် ီအသင်းနေနဲ့ရင်ဆိုင်ကစားသွားရမယ်။ဒါကြောင့်မို့အာဆင်နယ်အသင်းနေနဲ့အနည်းဆုံးပွဲရင်ဖြစ်တဲ့ Brentford အသင်းနဲ့ပွဲစဉ်မှာအနိုင်ကန်နိုင်ပြီးတော့ကြံခဲ့တဲ့ပွဲစဉ်တွေကိုအနိုင်ယူဖို့အတွက်ပေါ်ပြီးတော့ခွန်အားတစ်ခုပြန်ပြီးဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ Chelsea အသင်းနဲ့ပွဲစဉ်မှာလည်း Arsenal ကသတိကြီးကြီးထားပြီးစောခဲ့ရတာဖြစ်တဲ့အတွက်ဟိုးတော့ကကျွန်တော်တို့မြင်တွေ့ခဲ့တဲ့ Arsenal အသင်းရဲ့ဘာဖြစ်ချင်မှမသိတဲ့ကစားဟန်တဲ့ဆိုင်ရင်တေချာသတိကြီးကြီးထားပြီးအဝေးကွန်းမှာတေတမက်ယူခဲ့တယ်လို့ကျွန်တော်ကထင်တယ်။ဘာပြောပါကျွန်တော်ကောင်းနေအတွက် ကျွန်တော်တို့ရဲ့ဒီ player တွေအတွက်ကျွန်တော်ကတော့အများအမ်းဂုဏ်ယူတယ်။ဘာကြောင့်လဲဆိုတော့ပွဲတရာကရင်60လောက်ကကျွန်တော်တို့ကိုရင်ခုန်စိတ်လှုပ်ရှားပွဲရာပျော်ရွှင်မှုတွေအများအမ်းပေးဆွမ်းလို့ပါ။ဒုတိယမြောက်ဒရင်တပုတ်ကတော့ဖော်ဖော်တော့လန်ဒန်ဖော်ပြတာပေါ့လေအာဆင်နယ်တင်းဟာချက်စီးတင်းနဲ့ပွဲစဉ်မှာကစားသမား6ဦးအထိအဝါကပ်ပြတ်တ်ခံရတာကြောင့် FA ကချမှတ်ထားတဲ့ဒန်ဂျီပေါင်2000ကျွဲကိုအာဆင်နယ်တင်းကပေးဆောင်သွားတော့မှာပါ အာဆင်နယ်အသင်းကအဲ့လိုမျိုးဝါကက်6ထိသူတို့ရဲ့ rule တွေအရဆိုရင်တော့ FIFA ချမှတ်ထားတဲ့ rule တွေအရဆိုလို့ရှိရင်တော့ဒါပွဲစဉ်တစ်ပွဲအတွင်းကစားသမား6ယောက်သို့မဟုတ်6ယောက်နဲ့အထက်ဝါကက်သားပြတ်ခံရတယ်ဆိုလို့ရှိရင်ကလပ်အသင်းဘက်ကဒဏ်ကြီးပေးဆောင်ရမယ်ပေါင်း2000ကျွန်တော်ကြည့်လိုက်တော့ပေါင်း2000ကအသင်းတသင်းနဲ့ရှင်မယ်ဆိုရင်တော့ဘာမှမဟုတ်တဲ့ငွေကြေးဆိုရင်ပဲလေတမန်လူတယောက်အတွက်ဆိုရင်အဲ့ငွေကမနေဘူးဒါပေမဲ့သူတို့ကတော့ဒါအသင်းကိုဒဏ်ရိုက်လိုက်တဲ့သဘောမျိုးပေါ့လေ ဒီမှာတော့9မိနစ်မှာဇူီမန်ဒီဝါကပ်ပြခံရတယ်73မိနစ်မှာမော်ကွေယာ28မိနစ်မှာကာလာဖီိုရီ58မိနစ်မှာပယ်ရိုဟင်ဂါဘီ54မိနစ်မှာစကယ်လီနဲ့88မိနစ်မှာယောဂရက်အဲဒါမို့အာဆင်နယ်အသင်းကပထမပိုင်းမှာတင်အသင်းရဲ့ပေါ်ထရက်အဓိကကစားမ4ဦးလောက်ထိဝါကပ်ထိပါတယ်အဲ့တော့အာဆင်နယ်တဲ့မနေ့ကဘာကြောင့်ကစားတဲ့ပိုင်းမှာနည်းနည်းလေး weak point ဖြစ်သွားဆိုအဲ့ဒီအချက်လက်တီကြောင်းကိုယ့်ရဲ့အဓိကကစားသမားတွေဘိုးခန်စစ်အထိုင်းတွေအားထားရပါဆိုတော့ဘယ်ဘက်ချမ်းကစားသမားတွေနဲ့အသင်းရဲ့ကွင်းလက်ပြကစားသမားတွေအဝိုင်းတောက်လျှောက်ထိသွားခဲ့တယ် ဒီနေရာမှာအာဆင်နယ်အသင်းကတပွဲတွေကိုကစားသမား6ရောက်ဝါကက်ထိတာဒါပထမဆုံးကြိမ်တော့မဟုတ်ဘူးကျွန်တော်တို့2024ဖေဖော်ဝါရီလအတွင်းကလီဗာပူးကိုကျွန်တော်3-1နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းအဝါကက်6ရောက်ထိထိခဲ့တယ်။အဲ့မှာဆိုရင်ဘန်ဝိုက်ဝီလျံဆာလီပါဂေဘီယမဂါယီဂျက်ကူခီဗီယောဒီကလာရိုက်နဲ့ခိုင်ယန်ဘတ်တို့အဝါကက်တွေတန်းစီထိခဲ့တယ်။အဲ့တော့ အာဆင်နယ်သင်းနေတာကတော့အဝါကပ်6ရောက်ထိတဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်ရှိတယ်။ဘယ်လိုပဲပြောပါအခက်ခဲအခြေအနေတွေကြားမှာ injury တွေကြားတဲ့မှာအဝါကပ်တွေပြူပြန်နေတဲ့ကြားထဲမှာပဲ အဝေးကွင်းမှာတေတမှတ်ယူနိုင်ခဲ့တယ်ဘစ်မက်ပွဲစဉ်မှာအဲ့အတွက်ကျွန်တော်ကောင်တီတော့ကတော့ကျွန်တော်ကတော့ဂုံယူတယ်နိုဝင်ဘာလအတွင်းမှာကျွန်တော်တို့စိတ်ပြတ်ခဲ့တဲ့ပွဲစဉ်ဆိုလို့ဆန်နာလန်တပွဲပဲရှိတယ်ဂျန်နယ်ပွဲစဉ်ဒီမှာတော့ကျွန်တော်ကောင်တီကကျွန်တော်တို့အတွက်ပျော်ရွှင်စရာကောင်းတဲ့မိနစ်တွေအများကြီးလုပ်ပေးခဲ့လို့ထင်တယ်လာမယ့်ဒီဇင်ဘာအတွင်းမှာလည်းသူတို့တွေကရမယ့်ရှစ်ပွဲကိုအကောင်းဆုံးပြည်သက်တည်ပျော်ရွှင်မှုအတွက်စွမ်းဆောင်သွားနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်တတိယမြောက်သတင်းဘုတ်ကတော့ဖော်ဘောထရန့်စပါလာတဲ့သတင်းပေါ့လေစပိန်ဘက်ကလာတဲ့သတင်းတွေက Real Madrid အသင်းရဲ့ကင်းထောက်ချုပ် ဂျူနီကာလာဖက်ကဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်မှာပြတ်သက်ခဲ့တဲ့ဒီကလန်ရိုက်ကချေဆောင်တော်တော်လေးသဘောကျနေလက်ရှိဈေးကွက်ထဲမှာလဲရီယယ်မက်ဒစ်အသင်းတဲ့ကွင်းလက်ကသားမိုက်သူကလိုက်လံရှာဖွေနေပြီးတော့လက်ရှိချိန်မှာနောက်ထပ်စူပါစတာခေါ်မှုပုံစံမျိုးလှုပ်ဖို့အတွက်သူကြည့်နေတဲ့ကွင်းလက်ကသားမိုက်တွေမှာဒီကလန်ရိုက်ကိုလည်းတော်တော်လေးသဘောကျနေပြီးတော့အာဆင်နယ်နဲ့ရီယယ်မက်ဒစ် အဲဒီကန်ရိုက်ဂျားတဲ့ကစာချုပ်အခြေအနေကိုရီယမက်ထစ်ကအသေးစိတ်စောင့်ကြည့်နေဆိုပြီးတော့ဒီဖော့ဘောထရန်စပါကရေးသားထားပါတယ်ဒီနေ့မှာရီယမက်ထစ်ကဒီကန်ရိုက်တူတဲ့တော့မဟုတ်ဘူးအခြားပြစ်မှတ်တွေဖြစ်တဲ့အန်ဆိုဖာနန်ဒက်ဗီတင်ညာဝိုင်ဇက်စကိုက်စီဒို နောက်ပြီးတော့အန်ဂိုလိုစတေလာအတန်ဝါတန် ကီစမစ်အဲ့လိုကစားသမားမျိုးတွေသူတို့တောက်လျှောက်ပြီးတော့ကြည်နေပြီးတော့လက်ရှိအချိန်သူတို့ပြစ်မှတ်တွေထဲမှာ declare ကိုတော်တော်လေးသဘောကျနေဆိုပြီးတော့တည်င်းမြစ်တွေကရေးသားထားပါတယ် transfer market မှာ euro တန်း130ရှိပြီးတော့ arsenal ဝယ်တော့ကလည်းတန်းတက်ကြော်ပြီးဝယ်ထားရတဲ့ဒီ26နှစ်ရဲ့အင်္ဂလန်သားတော့ arsenal နဲ့2028ခုနှစ်တိစာချုပ်ရှိပါသေးတယ် ဒီရာသီမှာပြိုင်ပွဲဆုံးပွဲပေါင်း20ထိကစားထားတဲ့16ပွဲပွတ်ထွက်ပြီးတော့နှစ်ကိုးသွင်း၅လုံးဖိန်းထားတဲ့အဝါကက်၃ကက်ထိထားခဲ့တဲ့ဒီကလရိုက်ကိုတော်များအသိဉာဏ်သဘောကျနေသလိုအာဆင်နယ်ကလည်း2028ခုနှစ်ထိရှိသေးတဲ့စာချုပ်ကိုမှထပ်မံတက်တန်းတိုးဖို့အတွက်ပြင်ဆင်နေပါလေကနဦးဆွေးနွေးမှုတချို့တောင်မှမကြခင်မှာအန်ထရီပါတာစတင်တော့မယ်လို့ကြားသိရတယ်။တကယ်လည်းအာဆင်နယ်တင်းရဲ့ကြိုးရိုးပလေယာတွေမှာပွဲတိုင်းစိတ်နဲ့ကိုယ်နဲ့ကပ်ပြီးတော့ အားသွွန်ခွန်ဆိုင်ခြေစွမ်းအပြနဲ့ဆုံးကစားမှဒီဂလရိုက်ပဲချက်စီအသင်းနဲ့ပွဲစဉ်မှာသူသူနောက်တန်းဆင်းပြီးဆော့နေရတာမှိမ့်မယ်အားမလို့အားမရနဲ့အရှိကိုလှမ်းလှမ်းကြည့်နေခဲ့တာတကယ်ဒီဂလရိုက်ကတော့ကျွန်တော်အာဆင်နယ်ပလေယာတွေထဲမှာကျွန်တော်အချစ်ဆုံးပဲဘလောက်တောင်ချစ်လဲဆိုတော့မကြည့်ဒီဂလရိုက်41ဆိုတဲ့ဥစ္စာလေးအဲကျွန်တော်တီးသက်ထုတ်ထားခဲ့တာအဲ့လိုဟာမျိုးကြီးကျွန်တော်လှုပ်ထားတဲ့အတိုင်းပဲကျွန်တော်ရဲ့လက်ရှိပလေယာတွေထဲမှာကျွန်တော်အချစ်ဆုံးပေါ့လေ ဒီကလရိုက်ကတော့အဲ့တော့ဒီကလရိုက်ကတော့အာဆင်နယ်ရောက်လာပြီးတဲ့ကပွဲပေါင်း123ပွဲကစားထားတယ်18ဂိုးသပြီး26လုံးဖိုင်းထားတယ်အဝါက18ကတည်းက2ဝါတတိချိန်ထိထားပြီးတော့6883မိနစ်ထိအာဆင်နယ်အသင်းအတွက်ပေးဆက်ကစားထားပါတယ်ဒီကစားသမားဒီရာသီမှာအာဆင်နယ်အသင်းနဲ့အဓိကဆူဖလားတစ်ခုကျွန်တော်ကတော့ရာသွားစီခြင်းနဲ့ဆူဖလားတစ်ခုရတဲ့အခါကျရင်ကျွန်တော်တို့ပျော်ရွှင်နေအောင်ပွဲခံနေဆိုတာထက်ကျွန်တော်ဆူဖလားရခြင်းနဲ့ရည်မချက်ကတော့ရှင်းနေ အခုလိုမျိုးနှစ်တိုင်းနှစ်တိုင်းအကောင်းဆုံးဇွဲကောင်းကောင်းနဲ့အသင်းအတွက်ပေးဆက်ပြီးကစားပြီးတော့မျော်လင့်ချက်ကြီးကြီးမားမားထားပြီးယာတီတိုင်းကိုဖျက်ဆီးခဲ့တဲ့ကျွန်တော်ပလေယာတွေကျွန်တော်တခခုကစားသမားဘွားမှာအမှတ်တရလေးယာသွားစီခြင်းလို့ကျွန်တော်စုဖလားဒီနေ့ရတယ်ပျော်လိုက်တယ်ဟေးဟာပြီးသွားပြီ နောက်နေ့ကျရင်ကျွန်တော်ထပ်ပြီးတိုက်ပွဲဝင်ရတာပဲဒါပေမဲ့ကစားသမားကြီးကျတော့သူတို့ရဲ့ကစားမဘွားတလျှောက်မှာငါဘလက်တင်းဘယ်အသင်းမှာကစားခဲ့တယ်ဘယ်အသင်းနဲ့ဆူပလိုက်ယူနိုင်ခဲ့တယ်တားစစ်မိဆက်ပြန်ပြီးပြောလို့ရတဲ့ record ပေါ့လေအဲကြောင့်အာဆီနယ်မှာကာလာတစ်ခုဒါမှမဟုတ်ကစားသမားဘွားပြီးဆုံးတဲ့အထိသူတို့ဆော့တဲ့အခါမှာဆူပလိုက်နေတဲ့အတူတူပဲသူတို့တမိုင်းကြောင်းတစ်ခုဖြစ်သွားစီခြင်းနဲ့ဆာလီဘာပြောတဲ့အခြေအတိုင်းဆိုလို့ရှိရင်တော့ပေးသက်တွေကဖလားရတဲ့ကစားသမားတွေကိုပဲအများနဲ့မှတ်မိတာတဲ့အဲ့တော့အာဆီနယ်နဲ့အောင်မြင်တဲ့ ယာဒီជីជីမမတခုမရမချင်းသူတင်းရန်နေထွက်ခွာမှာမဟုတ်ဘူးဆိုပြီးတော့ဆာလီဘာပြောထားဘူးလေအဲ့တော့လေသူ့ရဲ့စကားတိုက်မဲ့အတင်းနဲ့တတန်တုတ်ခဲ့တယ်ဒီယာဒီမှာအာဆင်နယ်ပလေယာတွေအားလုံးလိုချင်တဲ့အာဆင်နယ်ဖန်တွေအားလုံးမျှော်လင့်တောင်းတနေတဲ့အဓိကဆူပလိုက်တခုရသွားမလားပရီးမီးယားလိဖြစ်ဖြစ်ချန်ပီယံလိဖြစ်ဖြစ်ကျွန်တော်တို့စောင့်ကြည့်သွားမှာပါဒီကလန်ရိုက်လေအာဆင်နယ်နဲ့တတန်တုတ်ပဲလို့ကျွန်တော်ကတော့ယုံကြည်ပါတယ် ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြောင်းဖြစ်ကစားခြင်းဆိုတာဘိုင်ဘယ်ဖုန်းတို့ကြောင့်ကို၄၆ကို၄၃တုံညာ၃တေနဘတ်တုံညာကို၇၅၇၃ခေါင်းရောင်တို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့အကောင့်ဖွင့်တယ်ဆိုတော့ကျွန်တော်စီမှာဒိုင်းလာပြီးဆော့လို့ရတယ်။မဆော့တဲ့ညီကိုတွေကတော့မဆော့ပါနဲ့။ YouTube မှာ VPN လေးဖွင့်ပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါကြီး၆ကြီးတွဲဆုံမှုမှာစာကရဲ့မှတ်တမ်း Twingo Flat ဖန်တီးမှုသူတို့ကတော့ပေါ်ပြထားပါလေ twin go ရောဖန်တီးမှုအပေါင်းထားတာအဲ့တော့ဘယ်အသင်းနဲ့တွေ့တဲ့ခါမှာစာကား twin go ဖန်တီးမှုစုအောင်ဘယ်လောက်ထိလှုပ်ထားလဲဆိုတာကိုကျွန်တော်ဖော်ပြပေးပါမယ်ချက်စီးသင်းတဲ့ပွဲစဉ်မှာစာကားကိုကျွန်တော်ပါဝင်တော်များအားမရကြဘူးဒါကလေစာကားရဲ့ကစားဟန်ကအဲ့အတိုင်းပဲနောက်ပိုင်းနှစ်တွေမှာစာကားအဲ့ပုံစံတိုင်းကစားတာဆရာကြီးစိုက်လို့လည်းတော့ပြောလို့မရဘူးဒါပေမဲ့သူ့ဆရာရတဲ့ဟာလေးလည်း efficient ဖြစ်တယ်အသင်းရဲ့တလုံးတည်းသောဂိုးဆိုရင်လည်းသူ့ဆရာဖန်တီးမှုကထွက်လာခဲ့တာအဲ့တော့စာကားအနေနဲ့စပါတီနဲ့ပွဲစဉ်မှာ twin go ဖန်တီးမှု6ကြိမ်လှုပ်ထားတယ် United နဲ့တွေ့တဲ့ပွဲစဉ်မှာ 6ကြိမ်ချက်စီးနဲ့တွေ့တဲ့အချိန်မှာ6ကြိမ်လပောက်မှုနဲ့တွေ့တဲ့အချိန်မှာ9ကြိမ်မန်ချက်စတာစီးနဲ့တွေ့တဲ့အချိန်မှာ4ကြိမ်လောက်ထားတယ်။အားကြောင့်မို့ဆာကာအနေနဲ့ကြီး6ကြီးတွေ့ဆုံမှုတွေမှာဆိုရင်တော့လပောက်မှုနဲ့တွေ့ဆုံတဲ့ပွဲတွေမှာ twin goal ဖန်တီးမှု9ကြိမ်နဲ့အများဆုံးလောက်ထားနိုင်ပြီးတော့မန်ချက်စတာစီးတီးနဲ့တွေ့ဆုံတဲ့ပွဲဒီမှာတော့၄ချိန်နဲ့အနည်းဆုံးလုထားနိုင်ခဲ့တယ်။ဒီချက်လက်တွေကြည့်မယ်ဆိုရင်ဟိုးတုံးကကျွန်တော်အရန်တိကအရန်လှိမ့်လင်းမြန်မြန်တွားကောင်းထိမ့်သိမ်းရခက်တဲ့စာကမျိုးကိုပြင်ပြီးမတွေ့ရတော့တာမှတ်မိမဲ့ဒိုင်ယာရီ ဒီရှောင်စော့ရယ်ပဲပြောမလားအသင်းရဲ့ဆေးဖွဲ့ အသင်းရဲ့နီးပြဖွဲ့ဝင်တွေလိုချင်တဲ့ပုံစံတစ်ခုပဲပြောင်းလဲဆော့ပေးရတယ်ပြောလို့မသိဘူး။နောက်ပိုင်းစာကတော့ပို့ပြီးရင်းကျက်လာတာမှန်တယ်။ပို့ပြီး efficient ဖြစ်လာတာမှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ပေးသက်တွေကတော့မန်2ကီလိုမျိုးအတကုံတိုးဝင်တဲ့ကစားဟန်မျိုးပို့ပြီးလိုချင်ကြတာကိုစာကဒီနဲ့သူ့ရဲ့ကစားပုံကိုဒီပုံစံတိုင်းပဲအသင်းအတွက်အချိုးပြောင်းလုပ်မလားစောင့်ကြည့်သွားမှာပါ။ဒီရာသီပြောင်းပွဲတော့16ပွဲမှာ14ပွဲပွက်ထွက်တာပြီးတော့69တွင်းနှလုံးဖတ်ပြီးထားပါရယ်။အစောဒီကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါရယ်။ကျွန်တော်တို့အခုလိုစိတ်ညစ်စရာကာလတွေအများကြီးမရှိပါဘူး။ နိုင်ပွဲတွေကျွန်တော်တို့စီပြန်ပြီးလာတော့မှာပါအားလုံးကိုမှားကြတဲ့ခုရှိတာကဒီနေ့လက်စစ်ဖော်ဖော် page မှာဂျာစီပြိုင်ပွဲရှိပါတယ် Facebook page ပေါ့လေနေ့လည်း7:00နာရီကျလို့ရှင်အဲ့ဒီဗီဒီယိုတက်လာပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ဂျာစီပြိုင်ပွဲဝင်ပြိုင်ပြီးတော့ Brentford အသင်းနဲ့ပွဲစဉ်မှာ Arsenal ဘယ်နဲ့ကိုသွင်းမလဲဘယ်သူတွေကစသွင်းမလဲဆိုတာကိုခံမှန်းလို့ရနေပါပြီအစုံကြီးပြတယ်လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ